ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်နာမည်ဒေါက်တာထူးမြတ်ပါ VIP AFS အဖွဲ့ရဲ့စေမှုချုပ်စေဘဆိုင်ရာတာဝန်ခံချုပ်ပါကျွန်တော်တို့ VIP AFS အဖွဲ့ကိုဘဘကြီးဒေါက်တာလှိုင်ဝင်းမဟာပရဟိတဒရကစတင်ဖွဲ့စည်းခဲ့ပါတယ်ပထမဦးဆုံးအကျဉ်းနာကုသိုလ်ပြုပရဟိတအဖွဲ့ဆိုပြီးစတင်ဖွဲ့စည်းခဲ့ပါတယ်အဲ့ဒီနောက်မှာ COVID-19 မှာကြာရင်ကျွန်တော်တို့ဒေါက်တာလှိုင်ဝင်းဦးဆောင်ပြီးတော့ VIP AFS ရဲ့ကိုယ်ရက်ကိုစတင်တည်ထောင်ခဲ့ပါတယ် VIP EFS ကွန်ရက်ရဲ့လက်အောက်မှာအသင်းအဖွဲ့ပေါင်း90ကျော်နဲ့ရုံးဝယ်ပေါင်းပြည်내တဲ့တိုင်းတွေတော်တော်များများမှာရုံးဝယ်တွေဖွင့်လှစ်ထားရှိပါတယ်ခင်ဗျ။လှုပ်ဆောင်နေတဲ့လုပ်ငန်းတွေကတော့လူနာပို့ဆောင်ရေး၊နာရေးကူညီမှု၊အောက်ဆီဂျင်ထောက်ပံ့ရေး၊သွေးလှူဒန်းရေး၊အရေးပေါ်ကယ်ဆယ်ရေး၊တဘာဝဘေးအန္တရာယ်တုံ့ပြန်ရေး၊ကျန်းမာရေးနဲ့ပတ်သက်သောလုပ်ငန်းများနှင့်အခြားသောလူမှုကူညီရေးလုပ်ငန်းများကိုဆောင်ရွက်ပါတယ်။ တဘောဘေးအနေနဲ့တုံ့ပြန်ရေးမှာဆိုရင်လည်းကျွန်တော်တို့ကအရေးပေါ်အဖွဲ့ special team တွေဖွဲ့ပြီးတော့ sharker အဖွဲ့အရေးပေါ်ဆေးအဖွဲ့ဆိုပြီးတော့အဖွဲ့ခွဲလေးတွေဖွဲ့ပြီးတော့အထူး training ပေးထားတဲ့လူတွေရှိပါတယ်ကျွန်တော်တို့အုပ်စုလိုက်အဖွဲ့လိုက်အဖွဲ့တစ်အဖွဲ့နှစ်အဖွဲ့သုံးဆိုပြီးတော့တတ်မှတ်ပြီးတော့လိုအပ်တဲ့နေရာကိုချက်ချင်း24နာရီအတွင်းအမြန်ရောက်အောင်စီစဉ်ထားပါတယ်အရေးပေါ်ရှာကယ်အဖွဲ့မှာဆိုလို့ရှိရင်လဲကျွန်တော်တို့မြေပြင်ကယ်ဆယ်ရေးမြို့တွင်းကယ်ဆယ်ရေးတောတွင်းကယ်ဆယ်ရေးတောင်ပေါ်ကယ်ဆယ်ရေး ရေအောက်ကယ်ဆယ်ရေးစသည်ဖြင့်ကယ်ဆယ်ရေးအမျိုးမျိုးကိုတက်ကြွသောလူတွေမှ training ပေးသသောရှာကယ်အဖွဲ့များရှိပါတယ်။အရေးပေါ်ဆေးအဖွဲ့မှဆိုရင်လည်းကျွန်တော်ဒေါက်တာထူးမြတ်ဦးစီးပြီးတော့အရေးပေါ်ဆေးဘက်ဆိုင်ရာအထောက်အကူပြုသင်တန်းတွေကိုပေးထားပြီးတော့လိုအပ်တဲ့နေရာတွေမှာအချိန်မရတုံ့ပြန်နိုင်အောင်စီစဉ်ထားပါတယ်ခင်ဗျ။ကျွန်တော်တို့ရဲ့ Facebook page ကိုလည်းတင်ပေးထားပါတယ်။ Ambulance Free Service ရဲ့ page နဲ့ အဲ့ဒီမှာလည်းကျွန်တော်တို့လှုပ်ဆောင်မှုလေးတွေတွေ့ပါလိမ့်မယ်။ပူပေါင်းပါဝင်ဆောင်ရွက်ခြင်းသူများလည်းပူပေါင်းပါဝင်ဆောင်ရွက်နိုင်ပါတယ်။သို့မဟုတ်အစားအစာ၊ဆေးဝါး၊ရေ၊လူအပ်တော့ငွေ၊ငွေကြေးလှူဒန်းခြင်းနဲ့ဆိုရင်လည်းကျွန်တော်တို့ရဲ့ရုံးချုပ် page ကိုဆက်သွယ်ပြီးတော့လှူဒန်းလို့ရပါတယ်ခင်ဗျာ။ကျွန်တော်တို့လုပ်ငန်းစဉ်အနေနဲ့ကတော့ငလျင်ဖြစ်ဖြစ်ချင်း ပြည်ကြီးတကုံမြို့နယ်နဲ့အမရပူရမြို့နယ်မှာရှာခဲလုပ်ငန်းစဉ်များဆက်လုပ်ပါလေပြည်ကြီးတကုံမြို့နယ်မှာလည်းမခွနဲ့ဦးကြားနှစ်ဦးအသက်ရှင်လျက်အစွဲထုတ်နိုင်ခဲ့ပါလေအမရပူရနဲ့ပြည်ကြီးတကုံနှစ်ခုပေါင်းမှာတော့ဓာတ်ပေါ်ဒီတော်တော်များများကိုကျွန်တော်တို့ဖွဲ့အစွဲထုတ်ခဲ့ပါလေယနေ့လက်ရှိအခြေအနေအထိကျွန်တော်တို့အဖွဲ့လှူဒါန်းထားတဲ့ပစ္စည်းတွေကတော့ရေသက်လီတာတစ်တောင်းခွဲကြာရှည်အထားအခန့်ခောက်ဆွဲကြောင်းနှင့်မုံမျိုးစုံ3900ပိုးစေဝါနှင့်စေးပစ္စည်းများကာလတဘို3300ခန့် ဆန်အိတ်အလုံး350ကာလတမိုးသိန်း350အဝတ်အထည်သိန်း250ပူထမင်းပူသိန်း900ပူကုသိုလ်ပေးစေကုသရေးကိုကျွန်တော်တို့ဒီပိုဘိုက်ကလစ်နဲ့ရွေရှားကုသရေးနှင့်အထိုင်စေကန်းဆိုရင်နှမျိုးပြုလုပ်ပါတယ်အားလုံးပေါင်းလူနာအယောက်1250ယောက်ကိုလက်ရှိကုသ PCB ဖြစ်ပါတယ် ကျွန်တော်တို့အဖွဲ့တွေကယ်ဆယ်ရေးပြုလုပ်ရင်စိတ်မကောင်းစရာအချက်တွေတွေ့ရှိခဲ့ပါတယ်အမရပူရမျိုးနယ်ဟိုတယ်တစ်ခုထဲမှာပိတ်မိနေတဲ့မိခင်နဲ့သုံးလသားရွယ်ကလေးကလေးဝမ်းမိုင်းမှဦးမြောင်းပွန့်ထွက်နေသည်ကိုမိခင်ကလက်နှင့်ကင်သားရက်တေဆုံးနေသည့်အလောင်းကိုဆွဲထုတ်ရသည့်အချိန်မှာကျွန်တော်တို့အများစွာစိတ်မကောင်းဖြစ်ပြီပါလေကျွန်တော်တို့ VIP AFS အဖွဲ့မန္တလေးမှာငလျင်တန်းရှာကယ်လုပ်နေတဲ့အချိန်မှာတွေ့ရှိရတဲ့အခက်အခဲတွေကတော့ ကျွန်တော်တို့ဒီရှာဝေကယ်ဆယ်ရေးလုပ်တဲ့နေရာမှာတုံးတဲ့ရှာကယ်ပစ္စည်းတွေအထောက်အကူပစ္စည်းတွေလိုအပ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီပစ္စည်းတွေအသုံးပြုမဲ့ကယ်ဆယ်မဲ့နီးပညာများလိုအပ်ပါတယ်ခင်ဗျာမလ28ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ကလေးနံကြောင့်တည်ဆုံးသူများနှင့်ကြန့်ရှိမိသားစုဝင်များအားလုံးကို ကျွန်တော်တို့ VIP AFS အဖွဲ့များအဖွဲ့ဝင်များအနေဖြင့် စိတ်မကောင်းပါဝန်းနေဝန်းနေပါသည်ကျန်ရှိနေသူများအားလည်းကျွန်တော်တို့ VIP AFS အဖွဲ့မှကျန်ရှိနေသူများနဲ့အတူတူရှိနေပြီးပြည်လဲထူထောင်ရေးလုပ်ငန်းမှအများတွင်လည်းဆက်လက်ပါဝင်ဆောင်ရွက်ပါမည်ဆက်လက်၍ Prime Media အနေဖြင့်ကျွန်တော်တို့ဝယ်ကြေစေးရေးလုပ်ငန်းများနှင့် ပတ်သက်သည့်များကို သိရှိလိုပါက ကျွန်တော်ဒေါက်တာထူးမြတ်ဆေးဘက်ဆိုင်ရာတာဝန်ခံချုပ်ဆေးမှုချုပ်ထံသို့အချိန်မြွေဆက်သွယ်မေးမြန်းနိုင်ပါသည်။